ထရာစီတက်ခေါ်အတဲ့ကြောင့်လူသုံးကုန်ပစ္စည်းများစီနှုံမြင့်တင်ရန်ကြိုးပမ်းနေအမေရိကန်သမ္မတဒေါ်နယ်ထရပ်ပြတ်ထန်းလိုက်တဲ့စီချက်ခွန်တဲ့ကြောင့်လူသုံးကုန်ပစ္စည်းများပြားစီနှုံမြင့်တင်ဖို့ကြိုးပမ်းနေကြကြောင်းရိုက်တာစတန်ကောက်ချက်အရာတွေ့ရှိထားပါတယ်။ဒါဟာသမ္မတထရပ်ကနိုင်ငံတကာကသွင်းကုန်တွေအပေါ်စီချက်ခွန်တဲ့ကောက်ခံဖို့ကြိုးပမ်းပြီးနောက်လူသုံးကုန်ပစ္စည်းများပြားကိုစီနှုံမြင့်တင်ဖို့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ သင်္ကန်အားလုံးနေပါအပေါ်အခွန်အသည့်တက်ဝင်ပြီးနောက်ကွန်ပစ္စည်းတွေအတွက်လာမယ့်6လအတွင်းဈေးနှုန်းတွေမြင့်သက်လာမှာဖြစ်တယ်လို့ခန့်မှန်းထားကြပါတယ်။ဆယ်စုနှစ်အတွင်းအကြီးမားဆုံးအမေရိကန်ခွန်သွေးမြင့်မှုဆိုင်ရာကြေညာချက်က Wall Street ကိုတုံ့လှုပ်သွားစေပြီးအမေရိကန်နဲ့အခြားနိုင်ငံတွေကလည်းစီးပွားရေးကျဆင်းမှုဖြစ်စေနိုင်ကြောင်းဘောဂဗေဒပညာရှင်များစွာကခံမှန်းထားကြပါတယ်အမေရိကန်အစိုးရရဲ့အခုံမူဝါဒအသစ်တွေကိုကြီးညာပြီးနောက်ပိုင်း နိုင်ငံတကာရှယ်ယာဈေးကွက်တွေမှာလည်းစိုးစိုးရွားရွားကျဆင်းမှုတွေကြုံလာရပါတယ်။ပြီးတော့နိုင်ငံအများပြားကလည်းအမေရိကန်ရဲ့အခုမြင့်တင်မှုအသစ်တွေနဲ့ပတ်သက်လို့တုတ်ပြန်အစည်းအမံတွေကိုစဉ်းစားနေတဲ့အကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။